ရီဇာဟောင်းထက်ဟန်ဆောင်ကောင်းနဲ့ကဘာပေါ်ကနံပါတ်1တရုတ်ဆောင်။ရီဇာဟောင်းထက်ဟန်ဆောင်ကောင်းနဲ့ကဘာပေါ်ကနံပါတ်1တရုတ်ဆောင်။ဟုတ်ပါပြီ။လူကြီးမင်းတို့ရဲ့ပေါ်မှာငါးနင်းကိုဘယ်တော့မှမထားခဲ့ဘူးလို့ပြောပြီးထားခဲ့တဲ့ရီဇာဟောင်းနေရှေ့မှာတစ်မျိုးကွဲရတစ်မျိုးပြောရတဲ့မိတ်ဆွေတို့တွေကြုံမှုကြမှာပါ။သူရဲ့ဟန်ဆောင်မှုတွေကကောင်းလာကြည်ရဲ့လို့ထင်နေတော့မှားသွားပါလိမ့်မယ်။ဘာလို့လဲဆိုတော့လူသားတွေရဲ့လက်စားမှုကဒီအကောင်ကြီးရဲ့ခြေပြားတော်မှမီလို့ပါပဲ။ဩစကာဆုသာပြီးမဲ့ဆိုရင်တဘောဝလုံးစာလဘကြီးအုပ်ထားမိတဘောဝတရားရဲ့မျက်လဲဆရာကြီး ။ The Yet to Insert Leave Insert အကြောင်းကိုဒီနေ့ပြောပြပေးမှာပါ။ကဲသူကိုတေချာလေးကြည့်ကြည့်လိုက်ပါ။ဒီအကြောင်းကို special effort တွေနဲ့ဖန်တီးထားတာလားလို့မေးစရာရှိပေမယ့်။ဒါကတဘာဝအစစ်ပါပြီ။သိပ္ပံအမည်ကိုတော့ Philium လို့ခေါ်တဲ့ဒီအကြောင်းတွေကနှစ်တန်းချီကြောင်းလို့ဆင်ခဲ့ပြောင်းလဲလာခဲ့တာပါ။လူရီကရုပ်ချောဖို့မိတ်ကပ်တွေဖီလ်တာတွေခံရချိန်မှာသူကတော့မွေးကလေးကတိရွတ်စိန်တွေနဲ့ဘာမှမချားတဲ့ရုပ်ကိုပိုင်ဆိုင်ထားတာပါပိုပြီးအံ့ဩဖို့ကောင်းတာကသူ့ခန္ဓာကိုယ်ကအသေးစိတ်ချက်လက်တွေပါပဲ တာမန်ဆိုင်အောင်ဖြစ်နေုံနဲ့မကပါဘူး။တိရွက်တွေမှာပါရဲအရွက်လေးတွေအတိုင်းသူ့ကိုယ်ပေါ်မှာအစင်းရလေးတွေပါနေပါ ಡಿ ။ဒါကရိုးရိုးတန်းတန်းတူတာမျိုးလည်းမဟုတ်ပြန်ပါဘူး။ 4K resolution နဲ့တူနေတာမျိုးပါ။ဒီထက်ပိုပြီးတော့ကျန်းတဲ့အချက်ရှိပါသေးတယ်။အဲ့တော့ကတော့တရုတ်ဆောင်လောကမှာခေါ်တဲ့မတ်သက်အတင်ပါပြီ။တဘာဝကြခြင်းလို့နော်တချို့အကောင်ကြီးရဲ့ကိုပေါ်မှာတင်းရွက်၆တီမှာတွေ့ရတဲ့အညူရောင်အွက်တီဘိုးကြိုက်ထားလို့ပေါက်နေတဲ့အပေါက်ရာလိုမျိုးအရာမျိုးတွေပါတဘာဝအတိုင်းပါလာရပါတယ် ပြောရမယ်ဆိုရင်တော့ငါကတိရွက်ကောင်းတကောင်မဟုတ်ပါဘူး။အပေါက်ပြဲရီနဲ့နွမ်းနေတဲ့တိရွက်ပါဆိုပြီးရန်သူတွေစိတ်မဝင်စားအောင်လုပ်ပြတာမျိုးပါ။ဒါပေမဲ့အဲ့လိုတူလွန်းတာကတခါတလေပြဿနာရှိနိုင်ပါလိမ့်။ဘလောက်ထိတူတယ်လဲဆိုရင်ကိုယ်မျိုးဆွေချင်းချင်းတော့မှားပြီးတော့ကြိုက်စားမိကြတဲ့အထိဖြစ်တတ်ကြပါလိမ့်။ကိုယ်လူချင်းချင်းပြန်ဖောက်ကြရဲဆိုတော့လူလောကတွေက toxic relationship တွေနဲ့တိုက်တော့မကွာလှပြန်ပါဘူး။ရုပ်တရုံနဲ့ပြီးပြီလားဆိုတော့လည်းမပြီးသေးပါဘူး။တိရွက်တူ insert တွေကခန္ဓာကိုယ်ဘာသာစကား body language မှာလည်းဆရာကြီးတွေပါ။ လူကြီးမင်းသားသူ့ကိုတစ်ပင်ပေါ်မှာတွေ့မယ်ဆိုရင်သူလမ်းလျှောက်တာကိုမြင်ရမှာမဟုတ်ပါဘူး။သူတို့ကလေတိုက်လို့ရိမ်နှွဲ့နေတဲ့တေးရွက်ကလေးလိုမျိုးရှေတိုးလိုက်နောက်ဆုတ်လိုက်။ဘယ်ရင်လိုက်ညာရင်လိုက်နဲ့ကားချေတဲ့လမ်းလျှောက်နေတယ်လို့ရှောက်တတ်ကြပါသည်။အဲ့လိုလျှောက်တော့ကအမြင်အာရုံကောင်းမှရေဆိုတဲ့ငှက်တီးကိုတော့ဟဲ့ကောင်ငါအစာမဟုတ်ဘူး။လေတိုက်လို့လှုပ်နေတဲ့တေးရွက်ပါကွာ။လာမစားနဲ့ဆိုပြီးတော့ဖြင်းနိုင်ဖြင်းနိုင်နဲ့အစင်ပါပဲ။တကယ်လို့များရန်သူကရိမ်မိသွားပြီးဖမ်းမှုကြိုးစားရင်တော့သူတို့မှနောက်ထပ်ဝက်ဖေးတစ်ချက်ရှိပါသေးတယ်။အဲ့တော့ကတော့တေးချင်းအောင်ဆောင်ခြင်းပါ။ ခနာကူကတောင်းတင်းပြီးတော့မြေကြီးပေါ်ပြုတ်ကျသွားတဲ့အခါတေးရွက်6တရွက်ကြွေးကျသွားတာနဲ့ဘာမှမချားတော့ပါဘူးအန်ဒီရဲ့ဂျုံလာရင်ရှောင်ပြေးတတ်တဲ့အကျင့်ပြဿနာတက်ရင်ဖုံးဆက်ပိတ်ပြီးဂူးစလုတ်သွားတဲ့လူကြီးမင်းတို့ရဲ့ရေစာဟောင်းနေတိုင်းပါပဲနောက်ပြီးဒီကောင်းနေမှာအမတွေကအတောင်မှမပါလို့မပြန်နိုင်မိမယ်အထီးတွေကတော့အရွယ်စားပုံငယ်ပြီးပြန်တန်းနိုင်ကြပါလိဓမျိုးပြောရရင်တော့မိမတွေကအိမ်မှာငိမ့်ငိမ့်နေပြီးတော့ယောက်ျားတွေကတော့လေလွင့်နေကြတယ်ဆိုတဲ့သဘောပါပဲသူတို့ကတော့ကျွန်တော်တို့မြန်မာထိုင်း မလေးရှားတို့လိုနေရာတွေမှာအများဆုံးတွေ့ရတဲ့ပွားဒီနိုင်ငံခြားကလူချမ်းသာတွေဆိုရင်ဒီကောင်းတွေကိုတကူတကအက်ဇော့တစ်ဖက်အနေနဲ့မွေးမြူလာကြပါဒီချုံငုံပြီးတော့ပြောရမယ်ဆိုရင်တော့တိရွတ်တူအင်းဆက်တီဟာအားနွေပုံရပြီမယ်ဘုံရှိုးကွယ်ရှိုးနေခြင်းဆိုတဲ့အတတ်ပညာနဲ့တဘာဝလောကကြီးထဲမှာရှင်သန်နေကြတဲ့ဆရာကြီးတွေပါပဲဒါကြောင့်မလို့လူကြီးမင်းတို့အနေနဲ့နောက်တစ်ခါဒေါ်လန်ခီထွက်လို့တိရွတ်တွေလေးမတိုက်ပဲလှုပ်နေတာတွေ့ရင်တေချာကြီးကြီးလိုက်ပါဦး ကိုမြင်ရတာကတိတ်ရွက်လားဒါမှမဟုတ်တိတ်ရွက်အောင်ဆောင်ထားတဲ့တက်ရှိလားတခါတလေမှမျက်မြင်ကိုတွေ့ဆိုတာတော့ယုံရခတ်တဲ့အကြောင်းဟန်ဆောင်မှုတွေကြောင့်မှအစိမ့်မှန်ကိုရှာရခတ်တဲ့အကြောင်းဒီအကောင်လေးတွေကတက်တည်ပြနေတယ်လို့ပါပဲခင်ဗျာ